စမယ်မိထီလာမြို့လေကောင်ဗဟိုဇေနာရှိလက်ဖက်ရည်ဆိုင်တဆိုင်တွင်ဖြစ်သည်မနှက်ခဲနေအောင်ကြီးကပဒင်းပေါက်ကနေစိုက်တွင်းထဲသို့ဖြာကျလိုနေပြီခေါင်လွတ်တဲ့နေရာမှာထိုင်နေတဲ့လူတစ်ယောက်ဟာလက်ဖက်ရည်ပူပူလေးကိုမှုတ်တော့လိုက်ရင်ဘီနာစပွဲဝိုင်းကနေလွင့်ပြလာတဲ့စကားသံကိုနားဆွင့်နေတော်သည်အမျိုးပါတာသာသနာကိုချစ်မြတ်နိုးလွန်းလို့စစ်တပ်နဲ့တန်ကာတန်ကာနဲ့စစ်တပ်ဟန်ချက်တွေညီလွန်းလို့သာတီးခံနေရတာ ဒီစကားကိုပြောဆိုသူကတော့တီတကူဆရာတော်ဘုရားကြီးဖြစ်ပြီးကျန်တဲ့စကားဝိုင်းမှာထိုင်နေတဲ့သူတွေကတော့ပေါက်ကိုတော်950ဆရာတော် အရှင်စင်ကင်နာနဲ့ဗုဒ္ဓဘာသာပြောက်ွယ်မှာဆိုလို့ဆိုပြီးဝိနည်းတိတ်ကအပြက်ခံသင်္ကန်းချုပ်ဂန်းကန်ကတိတ်ပွဲဝင်နေတဲ့မျိုးချစ်ဗုဒ္ဓနင်ဂျာကိုတော်တချို့တို့ဖြစ်ကြသည်ဆရာဆရာတော်ဂူဂူမိတ်တာဟုတ်တော်လေဟုတ်တယ်ဗျာရေကြီးလဲပြုံးပြုံးငနေလောက်တော့လဲပြုံးပြုံးစခန်းတွေကြာရင်လဲပြုံးပြုံး စစ်သားတွေရာချီတွေလဲပြုံပြုံနဲ့တကယ့်ကိုကိုတင်ပြုံးဖြစ်နေပြီဒီချိန်မှာတစ်ချိန်လုံးနားထောင်နေတယ်အဘပါလုံးလုံးအဘအကွက်တွေလာတယ်ဆိုတဲ့ကြောစွာကဆရာတော်တို့အစိုးမြင်လုံးအားကြီးနေတာပါအမှန်တိုင်းပြောရရင်မြမတက်မတော်ကတိုက်ကိုမတက်ရသေးတာပါတကယ်တမ်းတက်မတော်သာတကယ်တက်ရင်အေးအေးမပြောနဲ့အမေရိကန်အောင်တောက်ခံနိုင်မှာမဟုတ်ဘူးဆရာတော်တို့ရဲ့ပေါ့ဖို့အကျိုးစီးပွားလေးထားလို့သာတက်မတော်ကဒီလောက်သီးခံနေတာပါ သူ့စကားလည်းအစုံပေါက်ကိုတော့မှဘာမပြောညာမပြောတင်ကန်းနဲ့အုပ်လိုက်ကကျော်စွာတယောက်ဆရာတော်တို့ရဲ့စုံကြီးဝိုင်းလောင်းတာကိုခံလိုက်ရတော့သည် ထိုချိန်မှစ၍သူဘာမှဝင်မပြောတော့လွတ်နေသောစိုင်တုပ်တနေရာတွင်သာသွားထိုင်လိုက်ပြီးတပ်မတော်သာတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမှာတက်ခဲနဲ့ဗရက်ရာထောင်ကြီးအပုံလိုက်တပ်ပုံများလုံခြုံရေးရနောက်မှတင်ပြီဆိုတဲ့ post တွေကြီးပဲထိုင်တင်နေတော့သည်တန်ကလေးသိန်းထုတ်သွင်းရတော့မလားဒီတိုင်းဆို တက်မတော်သားတွေမကမျိုးချစ်ပုံကိုယ်တွေပါအသက်အန္တရာယ်ရှိလာနေပြီ။ဆရာတော်အားလုံးရဲ့တံပြိုင်သုံးသက်ချက်တန်းဒါကိုတီတကူဆရာတော်ဖျားကြီးကအဝေးမှာရက်နေတဲ့ဗန္ဒလီကားလေးကိုငေးကြည့်ရင်ဘလောက်ပဲရစ်ဆက်ပြီးအတိညာမဲ့တဲ့ဒီပိတ်တွေဖြစ်နေပါစေ။မြစ်တာတရားနဲ့အလင်းပြရင်မြစ်တာပြန်ပြေးတယ်ကွ။ဒါဆိုဆရာတော်ကဘလို့လို့ဖို့စိတ်ကူးရှိလို့လေ။ နားဆရာတော်ဖျားကြီးမိတ်ခဲ့တဲ့ဒီစကားဟာမှန်ကန်ကြောင်းကတသက်ပြောက်ဖို့အတွက်စကိုင်းနေတခွင်ငါတကူလဲသာသနာပြုခီးထွက်မယ်ကွယ်ဒီစကားကိုကြားတဲ့တချို့ကိုတော်တွေကမသွားဖို့တားမြစ်ကြတယ်လို့တချို့ကိုတော်တွေကလက်နဲ့ယူသွားဖို့အကြံပေးကြတယ်ဒါပေမဲ့အကျင့်သိက္ခာတီလာနဲ့ပြည်စုံလုံးနဲ့တီတကူဆရာတော်ဖျားကြီးဟာမေတ္တာတရားကိုသာယုံကြည်တတ်ဝင်သူပြီးပြီးအကုန်လုံးကိုညှိပေးခဲ့ပါတယ်ဒီလိုနဲ့ဆရာတော်ဖျားကြီးဟာ အကြပ်ဖက်နိပိတ်တွေကိုလက်နက်ကိုလက်နက်ချင်းအနိုင်ယူလို့မဖြစ်နိုင်တော့မှတီးတော်ပြီးတဲ့နောက်ဆုံးမေတ္တာတရားဖြင့်အနိုင်ယူမိဟုကြွေးကြော်သွားခဲ့ကစကိုင်းတရားကူးပြီးနေရမြောက်နေမှာပဲအဆက်အသွယ်ပြတ်သွားခဲ့လေတော့သည်တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စီ